အခုကြည့်နေတူကဆန်ဆောင်ဖုန်းကင်ထားလို့ဆိုရင်ဒီဗီယိုလေးကိုကြည့်ဦးကြည့်တင်တယ်ဒီဗီယိုလေးထဲမှာဆန်ဆောင်ဖုန်းတွေမှာပါတဲ့အမိုက်စာ feature ၄ခုကိုပြောပြပေးမယ်အဲ့တော့ကြည့်လိုက်ကြအောင် Yangon Mobile Store ပထမဆုံးတစ်ခုကတော့ကိုယ့်လက်ထဲမှာရှိတဲ့ Samsung ဖုန်းရဲ့ home screen နဲ့ lock screen ကိုကျွန်တော်တို့အခြားလူအနေနဲ့မတူအောင်ဘယ်လိုမျိုး customization လုပ်လို့ရလဲဆိုတာကိုကျွန်တော်ပြောပြပေးမယ်။အဲ့တော့ကြည့်ကြည့်လိုက်အောင်။အဲ့တော့ကျွန်တော်က Samsung ရဲ့နောက်ဆုံးထွက်ထားတဲ့ Samsung Galaxy A36 လေးနဲ့ပဲလုပ်ပြလိုက်မယ်။အဲ့တော့ကိုယ့်ဖုန်းကိုအခြားဖုန်းအနေနဲ့မတူဘဲနဲ့ဘယ်လိုမျိုး customization လုပ်မလဲဆိုတော့ကျွန်တော်ပထမဆုံးလက်လေးနှစ်ခုနဲ့ဒီလိုမျိုးလုပ်လိုက်။ကျွန်တော်ဘယ်ဘက် offer down မှာဆို wallpaper style ဆိုတာရှိရပါတော့။အဲ့ထဲကိုဝင်လိုက်။ ဝင်ဘူးကကျွန်တော်တို့ wallpaper တစ်ခုခုချိန်မယ်ပေါ့နော် wallpaper တစ်ခုချိန်တဲ့အချိန်မှာအဲဒီမှာဆိုရင်ဒီခွေးရုပ်ပုံလေးကလှတယ်ပေါ့နော်အဲအဲ့ဒါလေးကိုကျွန်တော်ချိန်လိုက်မယ်ပြီးရ next name next name ပြပါရင်ဒီမှာကျွန်တော်တို့ဒီမှာကကြတော့ကျွန်တော် lock screen အတွက်ချိန်တဲ့ဟာကိုရောက်သွားပြီပေါ့နော်အဲဒီ Samsung phone တွေမှာက lock screen တဲ့ကျွန်တော်တို့သွားပြီးတော့ချိန်မယ်ဆိုရင် customization တော့တော်တော်လေးလုပ်လို့ကောင်းတယ်အဥမာကျွန်တော်တို့နိုင်မှာကျွန်တော်တို့ font တွေကိုကိုကြိုက်လို့ကိုပြောင်းလို့ရတယ်အသေးချင်တာလားကြီးချင်တာလားဒီလိုမျိုးလုပ်ချင်တာလုပ်လို့ရတယ်ပြီးကြရင်အကြောင်းလေးပါပြောင်းချင်တယ်ပြောင်းလို့ရတယ် ကျွန်တော်ကဒီရောင်လေးလာတယ်ပေါ့နော်အဲဒီရိုင်းလေးထားလိုက်မယ်နောက်တစ်ခုကတော့ဒီ나이ရဲ့ style တွေကိုလည်းကိုကြိုက်တလို့မျိုးပြောင်းချင်ပြောင်းလို့ရသေးတယ်ကျွန်တော်ကဒါလေးပဲထားလိုက်မယ်ပေါ့နော်ဒါလေးပဲလှတယ်အားဆိုရင်တော့ကျွန်တော်တို့ dance ကိုနှိပ်လိုက်လို့ရပါပြီကျွန်တော်ရှေ့မှာပြောခဲ့တာကျွန်တော်တို့ lost screen drop ပေါ့နော်အခုက home screen drop ကကျတော့ဘယ်လိုမျိုးလုပ်မလဲဆိုတော့ကျွန်တော်ခုနကတိုင်းပဲလက်လေးနှစ်ချောင်းနဲ့လှုပ်လိုက်ပြီးရင်ကျွန်တော်ဒီမှာ wallpaper style ဆိုတာရှိတယ်အဲ့ဒီအချိန်မှာကျွန်တော်ဒီမှာဆိုရင် color palette ဆိုတာရှိရပါတော့။အားလေးကိုနှိပ်လိုက်ပြီးတော့ကျွန်တော်တို့ ဥမာဆိုရင်ဒီမှာ color palette ဆိုတာ off နေတယ်။ဒါလေးကို online မယ်ဆိုရင်ကျွန်တော်တို့ရဲ့ဒီပေါ့နော် UI တစ်ခုလုံးမှာရှိတဲ့ဟာတွေက wallpaper ရဲ့ color တိုင်းကိုသူသွားမှာအဲဒီမှာဆိုရင်တော့ကျွန်တော်က wallpaper အပြာရောင်လေးထားထားပြီးတော့ဒီအပြာရောင်နဲ့ပတ်သက်တဲ့ဟာလေးသွားတယ်ပေါ့နော်။အဲ့ချိန်မှာကျွန်တော်ကဘယ်ဟာရွေးချင်လဲ၊ကြိုက်တာရွေးလို့ရတယ်။ဒါလေးဆိုလှတယ်ပေါ့နော်။နောက်တစ်ခုကကျတော့ကိုယ့်ရဲ့ app icon တွေပေါ့နော်ဒီ wallpaper ရဲ့ color အတိုင်းတပြေးညီပဲပေါ့အပြာရောင်ဆိုအပြာရောင်လုပ်ချင်တယ်ဆိုရင်ဒီအောက်မှာရှိတဲ့ဒီ icon လေးကိုနှိပ်လိုက်မယ်ဆိုရင် ြောင်းသွားမှာဖြစ်ပါတယ်နောက်ပြီးကြတော့ apply နေလိုက်အဲ့ဒါဆိုရင်တော့ကိုယ့်ရဲ့ home screen လေးကတော်တော်လေးမှလှပြီးတော့တော်တော်လေးကြည့်လို့ကောင်းတဲ့ home screen လေးရမှာဖြစ်ပါတယ် ဒီမှာဆိုကျွန်တော်ဟောက်ခွင့်လေးဘယ်လောက်တော့လှလိုက်လဲနောက်တစ်ခုကတော့ကိုဖုန်းရဲ့ screen ညာဘက်ထောက်မှာ application တွေကိုမြန်မြန်ဆန်ဆန်ဖွင့်နိုင်တဲ့ panel လေးတစ်ခုရအောင်ဘယ်လိုမျိုးလုပ်လဲဆိုတော့ပြောပြပေးမယ်။အာဒီ panel လေးကလည်းကျွန်တော်တို့ application တစ်ခုမှနေတစ်ခုကိုမြန်မြန်ဆန်ဆန်ဝင်တဲ့နေရာမှာတော်တော်လေးကိုအသုံးဝင်နေ။အဲ့တော့ဘယ်လိုမျိုးဖွင့်ရမလဲဆိုတော့ကြည့်လိုက်ကြအောင်။အဲ့တော့ကိုက application တွေကိုမြန်မြန်ဆန်ဆန်ဖွင့်လို့ရတဲ့ smart panel လေးကိုဘယ်လိုမျိုးဖွင့်လို့ရလဲဆိုတော့ကျွန်တော်ပထမဆုံး setting နဲ့ဝင်လိုက်ပြီးကျရင်ကျွန်တော်တို့အောက်ကိုဆွဲချပြီးတော့ display ဆိုတာရှိတယ်။အဲ့ဒီ display လေးကိုဆက်ဝင်လိုက်။ ပြန်ရင်ကျွန်တော်အောက်လေးကိုနည်းနည်းလေးဆွဲချလိုက်မယ်ဆိုရင်ဒီမှာ hash panel ဆိုတာရှိရပါတော့။အဲ့ထဲဝင်လိုက်ပြီးကျကျွန်တော်တို့ hash panel လေးကိုဖွင့်ပေးလိုက်။အဲ့ဒါဆိုရင်ကျွန်တော်တို့ဖုန်းရဲ့ညာဘက်တောက်မှာအဲဒီလိုအတုံးလေးပေါ်ရပါတော့။အဲ့ဒါလေးဆွဲလိုက်မယ်ဆိုရင်ကျွန်တော်တို့တုံးချင်တဲ့ application တွေအများကြီးရှိရပါတော့။အဲကိုကအဲ့လိုမှမဟုတ်ဘူး application တွေတုံးချင်တာမဟုတ်ဘူးဆိုရင်လည်းအခြားအရာတွေတုံးချင်တယ်ဆိုလည်းဥမာထားပါတော့ကျွန်တော်တို့ call log တွေထားချင်တာလားကျွန်တော်တို့ test တွေလုပ်ချင်တာလားဝေဒါတွေကိုကျွန်တော်တို့အမြဲတမ်းစမ်းစမ်းကြည့်ချင်တာလား အဲဒါမှမဟုတ် clip box တွေပေါ့နော်ကိုကြိုက်တဲ့အရာကိုကိုကြိုက်တာတွေအများကြီးထားလို့ရတယ်အဲတော့တော်တော်လေးအသုံးဝင်တာပေါ့နောက်ထပ်တစ်ခုကတော့ကိုယ့်ရဲ့ Samsung ဖုန်းလေးက3လကြာလာလို့နှေးလာတယ်လေးလာတယ်ဒီလိုမျိုးခံစားနေရပြီဆိုရင်အရင်လိုမျိုးပေါ့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 တွတ်တွတ်လက်လက်လေးပြန်ဖြတ်သွားအောင်အဲဘယ်လိုမျိုးလုပ်လို့ရလဲဆိုတာကိုကျွန်တော်ပြောပြပေးမယ်အဲ့တော့ကြည့်ကြည့်ရအောင်အဲ့တော့ကိုကကိုရဲ့ Samsung ဖုန်းလေးက၃လကြာလို့နှေးလာရယ်ဆိုရင်ဘယ်လိုမျိုးတွတ်တွတ်လက်လက်မြင်မြန်ဆန်လေးပြန်ဖြစ်သွားအောင်လုပ်လို့ရလဲဆိုတော့ကျွန်တော်တို့ပထမဆုံး setting နဲ့ဝင်လိုက်မယ် ပြီးတော့ကျွန်တော်တို့ဟိုးအောက်ကိုဆွဲချလိုက်ပြီးတော့ကျွန်တော်တို့ဒီမှာ accessibility ဆိုတာရှိရပါတော့အဲ့ထဲကိုဆက်မလိုက်ပြီးကြရင်ကျွန်တော်တို့ vision enhancement ဆိုတာရှိရပါတော့အဲ့ vision enhancement လေးကိုနှိပ်ပေးလိုက်ပြီးရင်အောက်ကိုဆွဲချလိုက်မယ်ဆိုရင်ဒီမှာ reduce animation ဆိုတာရှိရပါတော့အဲ့လေးကိုဖွင့်ပေးလိုက်မယ်ဆိုရင်ကိုဖုန်းကပေါ့ပေါ့ပွားတက်တက်လက်လက်ဖြစ်သွားလိမ့်မယ်အခြားဖုန်းတွေမှာလည်းဒါကိုလုံးလို့ရတယ်ဆိုပြီးမယ်ကျွန်တော်တို့ developer option တွေဖွင့်ပြီးမှလုပ်ရပါတော့ဒါပေမဲ့ဒီ Samsung ဖုန်းတွေမှာတော့လွယ်လွယ်ကူကူလုပ်လို့ရတယ်ဒါလေးကိုဖွင့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ animation တွေကနည်းတော့ဖြစ်တဲ့ကြောင့်ကိုယ့်ရဲ့ဖုန်းလေးက ုံးရတာပို့ပြီးတော့ပေါ့ပေါ့ပေါ့ပါတွတ်တွလက်လက်လေးဖြစ်သွားမှာပဲဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့ကျွန်တော်အမေးများနေတယ်ကိုရှိကိုဖုန်းဝင်လာတဲ့ခါမှာ flash me link အောင်ဘယ်လိုမျိုးလုပ်အောင်လဲဆိုတာကိုပြောပြပေးမယ်ဒီခါကျတော့ဆန်ဆောင်ယူတာတွေအတွက်ဒီဟာလေးကတော့ကျွန်တော်လူတွေတော်တော်များများအမေးများကြတယ်ပေါ့နော်ကိုရှိကိုဖုန်းဝင်လာရင်ဘယ်လိုမျိုး flash me link အောင်လုပ်အောင်လဲဆိုတော့အဲဒီဗီဒီယိုမှာကျွန်တော်ဆန်ဆောင်ယူတာတွေအတွက်ကိုကျွန်တော်ပြောပြပေးလိုက်မယ်အဲဒါလေးကိုဘယ်လိုမျိုးလုပ်အောင်လဲဆိုတော့ကျွန်တော်ပထမဆုံး setting နဲ့ဝင်လိုက်ပြီးကျရင်ကျွန်တော်အောက်ကိုဆွဲချဝိုင်း accessibility ဆိုတာရှိတယ်အဲ့ဒီ accessibility ရဲ့ကိုထပ်ဝင်လိုက် ီကြရင်ကျတော့ဒီမှာ advanced setting ဆိုတာလေးတွေ့နေမှာပေါ့နော်အဲ့လေးကိုနှိပ်လိုက်နှိပ်ပွင့်ဒီမှာ flash notification ဆိုတာရှိတယ်အဲ့ဒီ flash notification ကိုနှိပ်လိုက်ပြီးကြရင်ကျွန်တော်တို့ camera flash notification on ပေးလိုက်အဲ့ဆိုရင်တော့ရပါပြီအဲ့တော့ဒီ view လေးမှာကကျွန်တော် Samsung phone တွေမှာပါတဲ့ amicer feature လေး၄ခုကိုပြောပြပေးကြတော့ဖြစ်ပါတယ်ကျွန်တော်နောက်ထပ် video မှာလည်းအခြားသော brand တွေရဲ့ amicer feature လေးကိုပြောပြပေးသွားမှာမလို့ကျွန်တော်ရဲ့ page ကို like and subscribe လုပ်ခဲ့ပါလို့ပြောနေပဲအားလုံးကျေးဇူးတင်နေကျွန်တော်အောင်ခံပါ